ဘာအစိုးရဆုံးတီထွင်မှုလားအကောင်းဆုံးတီထွင်မှုလားဝေခွဲရခတဲ့ဒရုန်းတို့ရဲ့တမိုင်းကြောင်းကောင်းကင်ရံကိုလွမ်းမိုးထားတဲ့လူမပါဘဲအဝေးကနေထိန်းချုပ်မောင်းနေနိုင်တဲ့ဒရုန်းတွေဟာဒီနေ့ခေတ်မှာကျွန်တော်တို့ရဲ့နေစဉ်ဘဝနဲ့အလံမဝေးတဲ့ဤပညာတစ်ခုဖြစ်လို့လာပါပြီရုပ်ရှင်ရိုက်ကူးရေးပြည်စည်းတည်ယူဖို့ဆောင်ရေးစိုက်ပျိုးရေးစားတဲ့ကဏ္ဍမျိုးစုံမှာအသုံးဝင်နေတဲ့ဒီလီယင်ငယ်လေးတွေရဲ့မူလစေမြစ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစတင်ခဲ့တဲ့စစ်ပွဲတွေရဲ့ လေဝလက်နဲ့ project တွေစီကနေပေါက်ဖွာလာခဲ့တာဆိုရင်အံ့ဩသွားမှာပါ Eric Kick ကစေပွဲရည်လိုအပ်ချက်ကနေမွေးဖွားလာတဲ့ drone ရဲ့ခီးလန်းကိုစိတ်ဝင်စားစရာအချက်လက်အပြည့်စုံနဲ့အတူတူကျွန်တော်ရဲ့ Alpha Wave Media ကနေဖော်ပြတင်ဆက်ပေးကြပါတယ်။ဗီဒီယိုလေးမစတင်ခင်မှာအမြဲတမ်းဗဟုသုတရစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတယ်။ Alpha Wave Media ကိုလည်းပဲ like and subscribe ပြုလုပ်ခဲ့ဖို့မမေ့ပါနဲ့哦။ကဲစလိုက်ကြရအောင်ပါ။ drone ရဲ့မူလအစနဲ့စစ်ပွဲအတွင်းကတီထွင်ဖန်တီးမှု drone ရဲ့တမိုင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်စစ်မြေပြင်သုံးနည်းပညာတွေစတင်ခဲ့တဲ့ခေတ်ကလေးကစတင်ခဲ့တာပါ drone ရဲ့တမိုင်းအစကိုပြန်ကြည့်မယ်ဆိုရင်19ရာစုလောက်အထိကိုပြန်သွားရပါလိမ့်မယ်1849ခုနှစ်မှာ Austria စစ်တပ်ကဘင်းနစ်မြို့ကိုတိုက်ခိုက်ဖို့အတွက်လူသားမောင်းနေတဲ့သူမပါဘဲမီးလောင်စေတဲ့ဘုံတွေတပ်ဆင်ထားပြီးမီးဘုံမြန်အလုံးကြီး200ခန့်ကိုစတင်အသုံးပြုခဲ့ပါသည်ဒါဟာလေကြောင်းကနေလူမပါဘဲတိုက်ခိုက်ရေးလုပ်ခဲ့တဲ့ပထမဆုံးစစ်စင်ရေးအသုံးပြုမှုလို့အမှတ်တမ်းတင်ရမှာပါ။ 1989ခုနှစ်မှာထူးချွန်တဲ့ဒီထွင်သူနီကိုလက်တက်စလာဟာရီယိုနဲ့ထိန်းချုပ်တဲ့လှီငယ်ကိုလူသိရှင်ကြားပြသခဲ့ရကနေအဝေးထိန်းစနစ်ရဲ့အခြေခံကိုခြားပီးခဲ့ပါသည်။အဲ့လိုနဲ့ပဲပထမကမ္ဘာစစ်အတွင်းမှာစစ်မြေပြင်ကင်းထောက်တာနဲ့ပြစ်မှတ်လေးကျင့်ခြင်းတွေကိုပြုလုပ်ဖို့အတွက်လူမပါတဲ့လေရင်တွေကိုတီထွင်ဖန်နီးဖို့အတွက်စိတ်ကူးစိတ်တမ်းစတင်ပေါ်ပေါက်လာတော့ပါပြီ။1989ခုနှစ်မှာ Charles F. Catherine လို့ခေါ်တဲ့သူဟာ စပိုင်းဆိုင်ရာအချိန်တိုင်းဆက်နဲ့လမ်းကြောင်းတက်မှတ်နိုင်တဲ့ပောက်ကွဲစီတိုင်းနဲ့လေရင်ငယ်တစ်ခုဖြစ်တယ်။ Catherine Park လို့ခေါ်တဲ့ပထမဦးဆုံးလေကြောင်းတော်ပြီးတော့ကိုဖန်တီးခဲ့ပြီးဒါဟာခေတ်သစ် Cruise တုံးညီလို့ခေါ်တဲ့အရာရဲ့ရှေ့ပြေးပဲဖြစ်ပါရည်။ဒီလိုနဲ့စစ်ပွဲများကြားကာလကိုရောက်တဲ့အခါမှာ British တော်ဝင်ရေတပ်ဟာပြင်းမှတ်ပြစ်လေကျင့်ရေးအတွက်အဝေးထိန်းစနစ်နဲ့မောင်းနေတဲ့လေရင်တွေကိုစပြီးတော့အသုံးပြုခဲ့ပါရည်။ 1935ခုနှစ်မှာဗြိတိသျှတို့ထုတ်လုပ်ခဲ့တဲ့ Queen Bee လို့ခေါ်တဲ့လေရင်အမိကနေလှုံ့ဆော်မှုရယူခဲ့ပြီးအဲ့လိုမျိုးအဝေးထိန်းလေရင်တွေကိုမြန်မာလူပြားထီလို့အဓိပ္ပာယ်ရတဲ့ drone ဆိုတဲ့အသုံးအနှုန်းကိုစတင်ပေါ်ပေါက်လာခဲ့တယ်လို့ယူဆရပါသည်ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ Regional Danny လို့ခေါ်တဲ့သူဟာ Radio Plane လို့လူသိများတဲ့ OQ2 လိုမျိုး drone ပေါင်းတပေါင်းဝန်းနီးပါးလောက်ကို American စစ်တပ်အတွက်လေရင်ပြည့်အမြောက်တွေလေ့ကျင့်ရေးအတွက်ထုတ်လုပ်ပေးခဲ့ရပါသည် သူတို့ရဲ့လှုပ်လှုပ်ပုံကလေးပေါ်မှာပြန်ဝဲပြီးပြီးတော့အဲ့ဒီအရာတွေကိုအောက်ကအမြောက်နဲ့ပြစ်ပြီးတော့ပြင်းမှတ်ပြစ်လေ့ကျင်တာဖြစ်ပါသည်ဒီလိုမျိုးလေ့ကျင်မှုအတွက်ထုတ်ခဲ့တဲ့နည်းပညာကနေ20ရာစုကိုအရောက်မှာတော့စစ်တပ်အမျိုးမျိုးဟာ လူမလူပဲနဲ့မောင်းနေလို့ရတဲ့လူမဲ့လေရင်တွေ MN area vehicle ဆိုတာတွေကိုဆက်လက်စမ်းသပ်ခဲ့ကြပါသည်အထူးသဖြင့် British နဲ့ American လေတပ်တို့ဟာလေရင်ပြည့်အမြောက်သမားတွေကိုလေ့ကျင့်ပေးဖို့အတွက်ပြင်းမှတ်ပြစ်အသုံးပြုခဲ့တဲ့ရေဒီယိုထိန်းချုပ် drone များစွာကိုဖန်တီးပါသည် နာဇီဂျာမနီနဲ့ဖက်ဆစ်အီတလီတို့ကလည်းပဲရေဒီယိုထိန်းချုပ်ရေးယင်းတွေကိုအသုံးပြုခဲ့ကြပြီးဂျာမနီကတော့ August 292လို့မျိုးယင်းတွေကိုတိုက်ပွဲတွေမှာစတင်ပြီးတော့အသုံးပြုခဲ့တာပါပြောရရင်လူမပါရဲမောင်းနေလို့ရတဲ့လေရင်တွေကိုဂျာမနီနိုင်ငံကပထမအဦးဆုံးစတုံးခဲ့တယ်လို့တော့မှပြောလို့ရပါသည်။အဲဒီလိုမျိုးစစ်ပွဲမှာစတင်အသုံးပြုရင်းမဲ့နောင်လာမယ့်တိုက်ပွဲတွေမှာကြဲကြဲပြဲပြဲပါဝင်လာတော့တာပါပဲ။ဘီအန်အန်နဲ့ပင်လယ်ကွေးစစ်ပွဲကဖြစ်ပေါ်လာတဲ့ထောက်လန်းရေးလက်နက်မှသည်တိုက်ခိုက်ရေးလက်နက်စီတို့ စေဟေးကာလကိုရောက်တဲ့အခါမှာ drone လို့ခေါ်တဲ့လူမဲလေယာဉ်တွေကိုရန်သူပိုင်နဲ့ပေါ်မှာထောက်လိုင်းမီရှင်တွေမှာပို့ပြီးတော့အသုံးပြုလာပါသည်1960ပြည်နှစ်မှာ American ရဲ့ U2 လို့ခေါ်တဲ့တရှိုးလေယာဉ်တစ်စီး Soviet Union ပေါ်မှာ ပြစ်ချခံရပြီးတဲ့နောက် drone တွေကိုအသုံးပြုလို့စိတ်ဟာပို့ပြီးတော့ကြီးမားလာခဲ့ပါသည် VNN စစ်ပွဲအတွင်းမှာ Ryan Morey 147 Lightning Bug လို့ခေါ်တဲ့ drone တွေကို ထောက်လိုင်းအတွက်သာမကဘဲနဲ့လူပါတဲ့လေယာဉ်တွေကနေအာယုံလွှဲဖို့အတွက်အသုံးပြုတဲ့ဒုံးကျည်အဖြစ်ပါအများဆုံးအသုံးပြုခဲ့ကြပါသည် ။ BNN စစ်ပွဲတစ်လျှောက်လုံး drone တွေဟာစုစုပေါင်းပြန်တမ်းမှု3000ကျော်ကိုလုံဆောင်ခဲ့တယ်လို့ခန့်မှန်းရပြီးအစ္စရေးနိုင်ငံမှာလေ1960ပြည့်နှစ်လွန်နေနဲ့1980ပြည့်နှစ်လွန်နေတလျှောက်တရိယာပဏိပခါရီအတွင်းမှာ UAV လို့ခေါ်တဲ့လူမပါတဲ့ပြန်တမ်းတဲ့ယာဉ်တွေကိုကြကြပြန့်ပြန့်အသုံးပြုခဲ့ကြပါသည်ထောက်လိုင်း drone တွေကအီဂျင်နဲ့ Syria ကိုအောင်းနိုင်ရမှာလေးပဲအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး1980ဝန်းကျင်လောက်ခရေက drone တွေဟာစစ်လက်နက်အဖြစ်စတင်အသုံးချခံရပြီဖြစ်ပါသည် ဒီလိုနဲ့20ရာစုရဲ့နောက်ဆုံးနှစ်တွေမှာ AAIRQ2 Pioneer လို့ခေါ်တဲ့ drone တွေကိုပင်လယ်ကွင်းစစ်ပွဲအတွင်းအမေရိကန်ကထောက်လှမ်းရေးအတွက်အသုံးပြုခဲ့ပါတယ်အထူးသဖြင့်ပင်လယ်ကွင်းစစ်ပွဲဟာလူသားစစ်သားတွေဟာလူမဲ့ပလက်ဖောင်းတစ်ခုကိုလက်နက်ချခဲ့တဲ့ပထမဆုံးဖြစ်ရပ်ကိုမှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ drone တွေကိုအီရတ်ရဲ့လေကြောင်းကာကွယ်စနစ်ကိုလှည့်စားတဲ့ဒုံးကြီးအဖြစ်လည်းအသုံးပြုခဲ့ကြပူပါပြီ။ drone တွေဟာအီရတ်ရဲ့လေပိုင်းနဲ့ထဲမှာပြန်တန်းရင်းသူတို့ရဲ့လေကြောင်းအယုံခံတဲ့ရေဒါတွေကိုဖွင့်ခိုင်းသလိုဖြစ်သွားခဲ့ပြီး အဲ့လိုမျိုးအာယုံခံရင်ကနေပဲဒီရေဒါရဲ့အချက်ပြမှုတွေကို နောက်ကပါလာပြီးသားမဟာမိတ်လေယာဉ်တွေကနေပြီးအာယုံခံပြီးကရေဒါလိုက်ဒုံးကြီးတွေနဲ့ဖမ်းယူပြီးတော့ပြစ်ချခဲ့ကြပါသည်။ဒါကြောင့်မလို့အီရန်မှာ drone တွေကြောင့်မလို့အတော်လေးဒုက္ခရောက်ခဲ့ကြပါသေးတယ်။ဒီလိုနဲ့ယနေ့ခေတ် drone နည်းပညာကိုအကြီးအမားဆုံးပြောင်းလဲပေးခဲ့သူတွေကတဦးကလည်းပဲ UAV နည်းပညာရဲ့ဖားခင်ကြီးလို့ခေါ်တဲ့အီရန်နယ်ဘွား Israel Engineer Abraham Karame ဖြစ်ပါသည်။1990ပြည့်နှစ်တွေမှာ သူဖန်တီးခဲ့တဲ့ Anvar drone design က နောက်အခါမှာရောယခုအခါမှာရောစစ်ဖက်အုံဖြစ်အလွန်ကြောကြားတဲ့ MQ-1 Predator ဆိုတဲ့ drone ကိုဆက်လက်တီထွင်အသုံးပြုခဲ့ကြတာဖြစ်ပါသည်။ဒီလိုမျိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးက drone တွေကိုအသုံးပြုခဲ့တဲ့တိုက်ပွဲတွေကနေယနေ့ခေတ်မှာတော့ခေတ်သစ် drone စစ်ပွဲအကြီးစားကြီးတွေဖြစ်ပေါ်လာပါသည်။မကြာခင်မှာတော့ drone တွေဟာတိုက်ခိုက်မှုတွေအတွက်လူပါတဲ့လေယာဉ်တွေရဲ့အကူအညီကိုမလိုအပ်ကြတော့ပါဘူး။ပြောရရင်သူတို့ကိုထိန်းချုပ်ခန်းတွေကနေထိန်းချုပ်ပြီးတော့ကဘာကြီးရဲ့ဗန်နီယာကိုမဆိုးမောင်းနှင်ပြီးတိုက်ခိုက်ခိုင်းလို့ရတဲ့အနေအထားဖြစ်လာပါသည်။ 2000ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာ American လေတပ်ဟာနေပါတော့မှရှိတဲ့ဘုံကျဲလေးကျင့်ရေးကွင်းတစ်ခုပေါ့ drone ပေါ်ကနေပြီး Hellfire ဒုံးကြီးကိုအောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ပါသည်။ဒါဟာပြန်လည်အသုံးပြုနိုင်တဲ့ UAV တစ်စီးကိုပထမဦးဆုံးချိန်တိုက်ခိုက်ရေးစစ်လက်နက်အဖြစ်အသုံးပြုခဲ့တဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပြီးခေတ်သစ် drone စစ်ပွဲဆိုတဲ့အရာကြီးကိုစတင်စေခဲ့တာဖြစ်ပါသည်။အမေရိကန်နိုင်ငံကဥဆောင်တဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲကခေတ်သစ်ဒရုန်းစစ်ပွဲရဲ့အစလို့လဲဆိုခြင်းဆိုနိုင်ပါသည် MQ-1 Predator လို့ခေါ်တဲ့ အမိုက်စားတိုက်ခိုက်ရေးဒရုန်းနဲ့နောက်ပိုင်းမှာပေါ်လာတဲ့ပူအားကောင်းတဲ့ MQ-9 Reaper လိုမျိုးဒရုန်းတွေဟာအာဖဂန်နစ္စတန်နဲ့အီရတ်မှာထောက်လှမ်းရေးလုပ်နေရာကနေပြီးတိုက်ခိုက်ရေးအကူအညီတွေအထိပေးစွမ်းလာခဲ့ပါသည်။စစ်ပွဲအတွင်းမှာဒရုန်းတွေဟာမဟာဗျူဟာအရအရေးပါတဲ့ပြင်မှတ်တွေကိုတိကျစွာတိုက်ခိုက်ရမှာကြဲကြဲမြဲမြဲအသုံးပြုခဲ့တာကြောင့်မလို့နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပါသည်။အဲဒီလေမော်မှာလေယာဉ်မှုမပါဝင်တဲ့အတွက်လူသားအန်နီယေကိုလုံးဝဖယ်ရှားပေးခဲ့ပြီးဒါဟာစစ်စင်ရဲ့တန်တမန်ကြီးရာဆိုင်ရာအန်နီယေကိုလည်းရှော့ရှာပေးခဲ့ပါသည် ဒရုန်းတွေနဲ့လာတိုက်ခိုက်သွားလိုက်လေယာဉ်မူးကမပွားလိုက်နဲ့ဘသူ့ကိုအပြစ်တင်လို့အပြစ်တင်ရမှမသိတဲ့အခြေအနေမျိုးတွေလည်းဖြစ်ပေါ်ခဲ့ပါလိမ့်။အဲ့လိုမျိုးအာသာချက်နှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာအမေရိကန်လိုကမ္ဘာအင်အားကြီးနိုင်ငံဟာလူပါတဲ့လေယာဉ်တွေထက်ဒရုန်းတွေကိုပဲပို့ပြီးတော့အသုံးပြုလာခဲ့ပါလိမ့်။အမေရိကန်အားစားလိုက်တဲ့ဇက်လန်ကခေတ်သစ်စစ်ပွဲကြီးမှာအကြီးဆုံးစစ်ပွဲလို့ပြောနိုင်တဲ့ယူကရိန်းစစ်ပွဲမှာလည်းဒီအဖက်တွေအများကြီးပါဝင်လာပါသေးတယ် 2000ပြည်နှစ်လိုများကနေ2020ပြည်နှစ်လိုနေထိ drone တွေကိုအင်အားကြီးတဲ့နိုင်ငံတွေကအားနည်းတဲ့ပြိုင်ဘက်တွေပေါ်မှာအများဆုံးအသုံးပြုခဲ့ကြပါသည်။ဒါပေမဲ့2020ပြည်နှစ်ကဒုတိယမြောက်နာဂိုနိုကာရာဘတ်စစ်ပွဲက UAV တွေကိုအင်အားညီများတဲ့ပြိုင်ဘက်တွေကြားစစ်ပွဲတွေမှာဘလို့အသုံးပြုနိုင်လဲဆိုတာပြသခဲ့ပါသည်။အဲဒီပြောခဲ့တဲ့ပဏိပခါကအဇာဘိုင်ဂျန်ကတူရကီနိုင်ငံထုတ် TB2 လို့ခေါ်တဲ့ drone တွေကိုအာမေးနီးယားတန်ချက်ကာယင်းနေနဲ့အမြောက်တပ်ဖွဲ့တွေကိုတိုက်ခိုက်ရမှာထိထိရောက်ရောက်အသုံးပြုနိုင်ခဲ့ပြီးမနီပခါရဲ့အခြေအနေကိုအဇာဘိုင်ဂျန်ရဲ့အားသာချက်စီကိုရင်းညင်သွားစေခဲ့တဲ့အထီးပါပဲအဇာဘိုင်ဂျန်ရဲ့အောင်မြင်မှုကအဲ့ဒီ UAV လို့ခေါ်တဲ့ drone တွေကိုခင်မီလေးချောင်းကာကွယ်စနစ်ရှိတဲ့ပြိုင်ဘက်တွေအပေါ်မှာတော့မှအောင်မြင်စွာအသုံးပြုနိုင်တယ်ဆိုတာသက်သေပြခဲ့ပါပြီဒါပေမဲ့ drone တွေဟာအင်အားတာလွန်နေတဲ့အဇာဘိုင်ဂျန်ကိုပုံမှုအားကောင်းစေခဲ့တာကြောင့် ဒရုန်းအင်အားကိုပဲအသုံးပြုပြီးစစ်ပွဲကိုအနိုင်ရသွားတယ်ဆိုတာမျိုးကိုတော့တတ်သိမပြနိုင်ခဲ့ပါဘူး။ဒါပေမဲ့အထောက်ကူတော်တော်ပြီးခဲ့တယ်ဆိုတာတော့ငင်းစရာမရှိတာပါ။အာမေးနီးယားရဲ့လေကြောင်းကာကွယ်ရေးမဟာဗျူဟာကအားနည်းခဲ့တယ်လို့ယူဆရပါသည်။အရေးကြီးဆုံးကတော့ဒရုန်းနဲ့အသုံးပြုခဲ့ပေမဲ့အဇာဘိုင်ဂျန်တပ်ဖွဲ့တွေဟာမြေပြင်တိုက်ပွဲမှာအတော်တန်ထိခိုက်မှုတွေရှိခဲ့ကြတာကြောင့်မြေပြင်တိုက်ခိုက်မှုတွေလည်းလိုအပ်သေးတယ်ဆိုတာကိုပြသနေပြီးအားကိုတော့အားကိုခဲ့ပေမဲ့ထင်သလောက်ကြီးခရီးမရောက်ခဲ့ဘူးလို့လည်းပြောချင်ပြောနိုင်ပါသေးတယ်။ ဒီလိုနဲ့2022ခုနှစ်ရုရှားကယူကရိန်းကိုအပြည့်အဝကျူးကျော်တိုက်ခိုက်တဲ့အခါမှာကမ္ဘာကြီးဟာခေတ်သစ် drone စစ်ပွဲရဲ့အစွမ်းအစအပြည့်အဝကိုထပ်မံမြင်တွေ့ခဲ့ကြရပြန်ပါပြီ။ရုရှားက KF ကိုထိုးဖောက်ဖို့ကြိုးစားတဲ့အချိန်မှာ drone တွေဟာခင်မီလေးချောင်းကာကွယ်စနစ်တွေကိုဘလောက်ထိထိရောက်မှုရှိတယ်ဆိုတာထပ်မံပြသခဲ့ပြန်ပါပြီ။ယူကရိန်းက TB2 drone တွေဟာရုရှားရဲ့တန်ကြားကာရေးနေနဲ့မြေပြင်မှာရှိတဲ့ဝေဟင်ပြစ်ဒုံးကျည်ပြစ်လွတ်စက်တွေကိုဖျက်ဆီးနေတဲ့ဗီဒီယိုရုပ်ပုံတွေအများကြီးထုတ်လွှင့်ပေးခဲ့ပါပြီ။ ဒါပေမဲ့အာမေးနီးယားနဲ့အလားတူပါပဲစစ်ပွဲရဲ့အစပိုင်းမှာရုရှားရဲ့ညံပြင်းတဲ့မဟာဗျူဟာတွေကယူကရိန်းရဲ့အောင်မြင်မှုအတွက်အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တာဖြစ်ပါတယ်ဒရုန်းတွေကိုအသုံးပြုပြီးလေတပ်ထဲကိုဝေမှုရာမျိုးတွေနောက်ပြီးတော့အရေးကြီးတဲ့လက်နက်တွေကိုဖျက်ဆီးတာမျိုးတွေပြိသက်တွေလည်းတရင်နေမှာကြည့်ဘူးကောင်းကြည့်ဘူးပါလိမ့်မယ်ဒါကယူကရိန်းရဲ့အောင်မြင်မှုဆိုပေမဲ့ရုရှားရဲ့ပေါ်ဆောင်မှုတွေကြောင့်လည်းပါပါတယ် TV2 လိုမျိုးအစွမ်းထက်တဲ့ drone မျိုးစားနဲ့တခြားကြီးမားတဲ့ UAV တွေတောင်မကဘဲနဲ့ ရုရှားနဲ့ယူကရိန်းတို့ဟာတင်းငယ်တဲ့စီးပွားပြေးရရှိနိုင်တဲ့ဒရုန်းတွေကိုပါဆက်လက်နက်ဖြင့်ပြောင်းလဲအသုံးပြုခဲ့ပါသည်စစ်ပွဲအတွက်တီးတန့်ထုတ်လုပ်ထားတာမဟုတ်ဘဲနဲ့ဒီတိုင်းပဲရှုကင်းကြည့်ဖို့အတွက်ဓာတ်ပုံရိုက်ဖို့အတွက်မောင်းနှင်မှုထုတ်ထားပြီးဈေးပေါ်တဲ့ဒရုန်းတွေကို ယူကရိန်းစစ်ပွဲမှာမကြုံစုံဘူးတဲ့ပမာဏနဲ့အသုံးပြုခဲ့ပါသည်တင်းငယ်တဲ့ဒရုန်းယာဉ်လေးတွေကိုနီးပြူဟာရထောက်လန်းရေးအတွက်အသုံးပြုခဲ့ကြပြီးလက်ပစ်ဘုံတွေတက်ဆင်ရင်းနဲ့ဘုံကျဲဖို့အတွက်ပါအသုံးပြုခဲ့ပါသည် အဲ့ဒီ drone ရဲ့အရွယ်စားနဲ့ပုံသဏ္ဍာန်ကပုံမှန်လေကြောင်းကာကွယ်ရေးရေဒါတွေအတွက်ထောက်လန်းမှုခက်ခဲစေပါသည်ပြီးတော့ဒီ drone တွေကိုဝယ်ယူဖို့နဲ့ထုတ်လုပ်ရလွယ်ကူတာကလည်းပဲအလွယ်တကူအစားထိုးပြီးတော့အသုံးပြုနိုင်တဲ့ဆိုတဲ့အတိတ်ပဲပါပြီစစ်သုံး drone တွေမကဘဲနဲ့လူသုံးအိမ်သုံး drone တွေကိုပါဆက်လက်နဲ့အဖြစ်ပြောင်းလဲပစ်ခဲ့တာပါတခါတည်းကမှဒီ drone တွေကိုပစ်ချဖို့အတွက်အသုံးပြုခဲ့တဲ့ခဲယမ်းတွေက drone ကိုယ်တိုင်ထပ်တောင်းမှပို့ပြီးတော့ဈေးကြီးနေတာမျိုးရှိတတ်ပါသည် drone ငယ်လေးတွေကိုတိုက်ခိုက်တဲ့နီလန်းတွေထဲမှာအထူးရောက်ဆုံးကတော့ electronic စစ်စင်ကြီးလို့ခေါ်တဲ့ ရေဒီယိုစီဂနယ်ကိုဖျက်ချတဲ့နီလန်းအပါဝင် drone ရဲ့ GPS ကိုရှုပ်ထွေးအောင်ပြုလုပ်တဲ့နီးစနစ်ပဲဖြစ်ပါရည်။ရုရှားကနေအသုံးပြုခဲ့တဲ့ electronic စစ်စင်ရေးကြောင်းမလို့ယူကရိန်း drone မောင်းတပေါင်းကျော်လောက်ကိုတလအတွင်းဆုံးရှုံးခဲ့ရပါရည်။ဒါပေမဲ့ဒီ drone တွေဟာအလွန်ဈေးပိုးတာကြောင့်မလို့ယူကရိန်းကဆက်လက်ဝယ်ယူပြီးထုတ်လုပ်တဲ့နေရာမှာလည်းဆက်လက်ထုတ်လုပ်ရင်းတိုက်ခိုက်ရေးကိုဆက်လက်ဆင်နွှဲကြပါရည်။ ယူကရိန်းစစ်ပွဲမှာ drone တွေကိုအရင်တုန်းကမကြုံမှုမကြားဘူးတဲ့နယ်ပယ်တစ်ခုမှလိုမျိုးအသုံးပြုနေပြီးတမ်မနီစစ်တီတော်ထောင်ပေါင်းများစွာဟာကောင်းကင်ရဲ့နယ်ပင်လယ်ပြင်တွေမှာယနေ့အချိန်ထိလည်းတိုက်ခိုက်ရုန်းကန်နေကြစေပါပြီ drone တွေဟာဆက်လက်နှက်ဖြစ်ဘလောက်ထိအရေးပါနေရဲဆိုတာအဲဒီရုရှားနဲ့ယူကရိန်းစစ်ပွဲကတတ်သိပြနေတာပါဒါဆိုရင်ဒီ drone တွေရဲ့အနာဂတ်ကဘာများဖြစ်မလဲအနာဂတ်မှာ AI နဲ့ပေါင်းပြီးတော့သုံးနိုင်မဲ့ drone ရဲ့အဆင့်မြင့်နည်းပညာတွေရှိနေပါလိမ့် အနာဂတ်ဒရုန်းဖွံ့ဖြိုးတိုးတက်မှုရဲ့အရေးကြီးဆုံးနယ်ပယ်ဟာ Artificial Intelligence လို့ခေါ်တဲ့ AI အသုံးပြုခြင်းပါ AI နဲ့အနီးကဆက်ဆက်နေတဲ့နောက်ထပ် drone ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဟာစွမ်းမီလို့ခေါ်တဲ့ drone အုပ်စုလိုက်တိုက်ခိုက်ခြင်းအယူဆပါပြီ။ဒါကဘယ်လိုမျိုးလဲဆိုရင်တော့ AI ကိုအသုံးပြုပြီး drone တစ်စင်းချင်းတစ်စင်းချင်းစီမှာကိုပိုင်စဉ်းစားတွေးခေါ်နိုင်တဲ့ AI အုံနောက်အသိဉာဏ်ကိုပေးတာဖြစ်ပြီးသူတို့ဟာတခြား drone တွေကိုအုပ်စုဖွဲ့ပြီးတော့လွှမ်းမိုးနိုင်တယ်လို့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုလည်းပဲကိုယ်တိုင်ညှိနှိုင်းလှုပ်ဆောင်နိုင်မှာပါ။ ဒါတွေကိုထိထိရရအသုံးပြုနိုင်မယ်ဆိုရင်အခုအပြက်စီးတွေထပ်တောင်းမှပို့ပြီးတော့များပြားတဲ့ပြက်စီးမှုတွေကို drone တွေကယူဆောင်လာပေးနိုင်ပါလိမ့်မယ်။စဉ်းစားကြည့်ပါလီဘောကနေလူမသိသူမသိလာရောက်တိုက်ခိုက်တတ်တဲ့ drone တွေကလူတယောက်လိုမျိုးစဉ်းစားနိုင်တဲ့အုံနောက်ဉာဏ်ရှိနေတယ်ဆိုတာမျိုးပါ။ဒါပေမဲ့လည်းပဲအနာဂတ် drone ကာလမှာအဲ့ဒီ AI ကိုထည့်သွင်းအသုံးပြုဖို့အတွက်ကလွယ်တော့မလွယ်ကူသေးပါဘူး။ပြီးတော့ခက်လဲခက်ခဲနိုင်ပါ ರೀ ။ကျွမ်းကျင်သူအချို့ကတော့ဒီလိုမျိုးအတွေးခေါ်ရှိလာမဲ့ AI ပါဝါသုံး drone တွေဟာ နိုင်ငံတနိုင်ငံရဲ့ဆက်လက်နဲ့အင်အားပေါ်မှာအများကြီးလွှမ်းမိုးနိုင်သွားမယ့်အနာဂတ်တစ်ခုကိုလည်းပုံဖော်ထားပါသည်ဖြစ်မလာသေးလို့သာပါဖြစ်လာခဲ့လို့ရှိရင်ထိန်းချုပ်ဖို့အတွက်အတော်လေးခက်ခဲပါလိမ့်မယ်အနာဂတ်စစ်ပွဲတွေမှာ drone နေတဲ့လူသားတွေဟာလည်းပဲအရင်ကထက်ပိုပြီးတော့နီနီကက်ကက်လက်တွဲလှုပ်ဆောင်နိုင်ပွဲရှိပါသည်လူသားလူသားမဲ့ပေါင်းစည်းခြင်းလို့ခေါ်တဲ့ man and man teaming ခေါ်တဲ့အယူအဆတစ်ခုဟာဆိုရင်လူသားလေးရင်မှုတစ်ယောက်ကကိုပိုင်းလေးရင်ကိုထိန်းချုပ်နေတဲ့အချိန်မှာပဲ သူ့ရဲ့စွမ်းဆောင်ရည်တွေကိုတူးချဲ့ပေးမဲ့ဒရုန်းမောင်းများစွာကိုထိန်းချုပ်နိုင်တယ်လို့စိတ်ကူးထားတာပေါ့အမေရိကန်စစ်တပ်ဟာအာပါချီလေယာဉ်မှုတွေကို Gary Eagle drone တွေကိုထိန်းချုပ်စေဖို့အတွက်စမ်းသပ်နေပါ ರಿ ဒီအပါချီလေယာဉ်မှုဆိုတာကတော့ကမ္ဘာပေါ်မှာနာမည်ကြီးပြီးတော့အစွမ်းထက်တဲ့ AH-64 လို့ခေါ်တဲ့စစ်ဘက်သုံးတိုက်ခိုက်ရေးရဟတ်ယာဉ်ကိုမောင်းနှင်တိုက်ခိုက်ဖို့အတွက်အထူးလေ့ကျင့်ထားတဲ့စစ်တီတော့ဒါမှမဟုတ်သူတို့ရဲ့လေယာဉ်မှုတွေကိုခေါ်တာဖြစ်ပါ ರಿ အစင်းမြင့်ပိုင်းလော်ရီပါ ဒီရဟယင်ဟာအဓိကအားဖြင့်တင်ငါးရီတန်ကြပ်ကာယင်တွေကိုဖျက်ဆီးဖို့အတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးမြေပြင်တပ်ဖွဲ့တွေကိုအနီးကပ်လေကြောင်းကနေပစ်ကူပေးဖို့အတွက်အထူးလေ့ကျင့်တင်ကြားပေးခံထားရတာဖြစ်ပြီး Hellfire ဒုံးကြီးတွေနဲ့ဆက်အမြောက်တွေကိုတပ်ဆင်ထားတာကြောင့်ဒီလေယင်မှုတွေဟာအလွန်အရေးပါတဲ့တိုက်ခိုက်ရေးကဏ္ဍကနေပါဝင်ရသူတွေဖြစ်ပါသည်ဒီလိုမျိုးအပါချီလက်နက်စနစ်ကိုတိုးချဲ့တဲ့အနေနဲ့ drone တွေကလူတွေနဲ့ပေါင်းပြီးတော့အသုံးပြုနိုင်မယ်ဆိုရင်ယခုလက်ရှိ ပို့ပြီးတော့ဝေးကွာတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးဖို့အတွက်များစွာအသုံးဝင်လာပါလိမ့်မယ်။ American Lee တရဲ့ Next Generation Air Dominance Fighter NGAD လိုမျိုးတိုက်လေယာဉ်အသစ်ကလည်းပဲဒီအယူဆကိုပို့ပြီးတော့ရှေ့ရောက်စေဖို့အတွက်ကြိုးပမ်းနေပါလိမ့်မယ်။ဒီလေရင်ဟာတမရိုးကြတိုက်လေရင်ထက်ခင်းမီဘုံကျဲလေရင်ရဲ့အရွယ်စားနဲ့ပုံမနီးဆက်နိုင်ပြီလေရင်ပပတ်လေက drone တွေကိုထိန်းချုပ်တဲ့ mobile ဌာနအဖြစ်လဲဆောင်ရွက်နိုင်ပါ ರಿ ပြောရရင်ဒီလေရင်မြန်မောင်းတဲ့အခါမှာ drone တွေဟာသူ့ရဲ့ဘေးမှာလိုက်ပါလာမှာဖြစ်ပြီး ဒီလေယာဉ်ကိုပြစ်ချဖို့အတွက်လည်းမလွယ်ကူသလိုတိုက်ခိုက်ဖို့အတွက်လည်းလွယ်ကူမှာမဟုတ်ပါဘူး။အစင်းမြင့် drone တွေနဲ့ဝေးရံထားတဲ့တိုက်လေယာဉ်တစ်စီးလို့မျက်စိထဲမှာမြင်နိုင်ပါရီ။စေဘဆိုင်ရာနီးပညာတွေတိုးတက်လာတာနဲ့အမျှ drone ရဲ့အရွယ်အစားဟာသေးငယ်လာတာ။ GPS စနစ်နဲ့ battery နီးစနစ်တွေတိုးတက်လာခြင်းတွေကြောင့်မလို့၎င်းပြင်းနေလို့နေနောက်ပိုင်းမှာအရက်ဖက်အသုံးပြုမှုမှာစပြီးတော့အသုံးဝင်လာပါရီ။အစောပိုင်းကဆက်လက်နေအဖြစ်စတင်ခဲ့တဲ့နီးပညာကအခုခါမှာတော့ လေကြောင်းထပ်ပုံရိုက်တာရုပ်ရှင်ရိုက်ကူးရေးပစ္စည်းတွေယူပို့ဆောင်ရေးရှာဖွေကယ်ဆယ်ရေးလက်ရဆိုင်ပြုရေးအခြေခံအဆောက်အအုံစစ်ဆေးတာစားတဲ့လူအဖွဲ့အစည်းတွေအကျိုးပြုတဲ့လူတွေအလုံးမလုံးနိုင်တဲ့အခန်းကဏ္ဍတွေမှာအတုံးဝင်တဲ့ကိရိယာတစ်ခုအဖြစ်နေရာယူလာခဲ့ပါသည်တိုက်ခိုက်ရေးဒရုန်းတွေရဲ့တမိုင်းကနှစ်တရာကျော်ကြာခဲ့ပေမယ့်၂၀ရာစုမှာမှအပြည့်အဝဒရုန်းစစ်ပွဲကိုစတင်မြင်တွေ့နေရတာပါယူကရိန်းလိုပဏိပခါတွေမှာဒရုန်းတွေကိုအတုံးပြုနေတဲ့နီလန်းတွေကအဆုံးမရှိသလိုမျိုး ဒရုန်းစစ်ပွဲဟာလည်းပဲကျွန်တော်တို့ရဲ့တသက်တာအတွင်းမှာပိုမိုရှုပ်ထွေးပြီးတော့အရင်ကအထက်ပိုအပြည့်စီးများလာနိုင်တာသိကြပါပြီ။ဒါပေမဲ့လည်းဒရုန်းဤပညာတွေတိုးတက်လာတာကအနာဂတ်ပဏိပခါတွေအားလုံးကိုအခြေခံအားဖြင့်ပြောင်းလဲပြစ်မယ်လို့အာမခံချက်မရှိသလိုအကန့်အသတ်မရှိအသုံးပြုမှုမှလည်းကြီးမားတဲ့အန်ရီတွေကြန့်ရှိနေပါသေးတယ်။ဒါဆိုရင်အဆင့်မြင့်ဒရုန်းတွေဟာစစ်ပွဲတွေရဲ့အနာဂတ်မှာပါဝင်လာမှာလား။စစ်ပွဲရဲ့အနာဂတ်ဖြစ်လာမလား။အနိုင်ရရှိခြင်းရဲ့တော့ချက်ဖြစ်လာမလားဆိုတာကတော့အချိန်ကသာအပြည့်ပေးသွားပါလိမ့်မယ်။ ပရိသတ်တွေရောလူမဲ့လေရင်လို့ခေါ်ဆိုကြတဲ့ drone တွေကအနာဂတ်မှာဘလောက်ထိအရေးပါလာမယ်လို့ထင်ပါသလဲအစုံနှစ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ